မင်္ဂလာပါမျိုးတွေကျွန်မမဘုဒ္ဓမာသေးပါရှင်ဒီနေ့နောက်25ခုနေ့ဂျွန်ဆယ်ရဲ့နေ့ဖြစ်ပါတယ်ရှမ်းမြောက်သိမ်းနေမျိုးကိုတက်မတော်ကပြန်လဲထိန်းချုပ်နိုင်ခြင်းရှိတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ကိုကန်တပုံတွေကလာရှုမျိုးကိုတက်မတော်လက်ထက်ပြန်ပြီးလွှဲပြောင်းပေးလိုက်ရတယ်လို့ပဲဒုတိယမြို့တစ်မြို့မြို့ကြီးတစ်မြို့ဖြစ်တဲ့ရှမ်းမြောက်ကသိမ်းနေမျိုးကိုတက်မတော်လက်ထက်ပြန်ပြီးလွှဲပြောင်းပေးနိုင်ခြင်းရှိတယ်အခုလာမဲ့ကုလပိုင်းเนาะအခုလာမဲ့စက်တင်ဘာလမတိုင်ခင်မှာ တိတ်နေမျိုးကိုတက်မတော်ကပြန်လဲထဲချုံနိုင်ခြင်းရှိတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်သတင်းတွေကြားသိရပါတယ်ဆိုတော့ဒီသတင်းကအမှန်တကယ်ဖြစ်နိုင်ခြင်းရှိမရှိဖြစ်မလားမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရပါလိမ့်မယ်ရတော့လဲအမျက်ပေါ်ရှင်ကျန်းဖတ်သမားတွေကတော့သူတို့ဒီမျိုးတစ်မျိုးကိုထဲချုံနိုင်မှုအတွက်เนาะအသက်ပေါင်းမြောက်များစွာလူမှုရေးသွေးမြေကြလူတို့တွေအခက်အခဲဖြစ်ဒုက္ခတွေရောက်စစ်လက်နက်တွေကုန်ကြနော်ကုန်ကြစိတ်တွေအင်မတန်များစစ်သုံးစိတ်တွေများပြီးတော့အခုလိုမျိုးမျိုးတမျိုးကိုထဲချုံနိုင်ဖို့အတွက် စစ်ရဲနဲ့တိုက်ခိုက်နေတဲ့အချိန်မှာဂျီတစ်ချက်မဖောက်ရဘဲနိုင်ငံရေးနည်းလမ်းအရပြန်ပြီးထိန်းချုပ်နိုင်ခြင်းဟာလည်းအရင်ချက်ပါပဲရှင်။ဆိုတော့ဒါကကျွန်မတို့လည်းပထမဆုံးသတင်းကောင်းပါ။ဒုတိယသတင်းကောင်းကတော့နော်ငလေကြောင့်ပြောကြားပြသခဲ့တဲ့နေအိမ်ပေါင်း4000အဲ3900ကျော်ပေါ့နော်4000နီးပါးရှိရလို့ကြားသိရပါတယ်အဲ့ဒီနေအိမ်တွေကိုပြန်လဲထူထောင်ရေးအတွက်အရှိမတဘောဘေးရန်ဒီဆိုင်ရမျိုးသားစီမံခန့်ခွဲရေးအစီဝေးကျင်းပါပြီးတော့ကျွန်တော်တို့လက်ရှိတက်ချုပ်ပေါ့နော်ဒုတက်ချုပ်ဆိုဝင်အစီဝေးမှာပြောကြားသွားတဲ့ အာသကားအရဆိုလို့ရှိရင်ငလေးကြောင့်ပြောကြတက်ရှိခဲ့တဲ့နေမောင်3600ကျော်ကိုပြန်လဲတိဆောက်ရေးမကြခင်မှာပေးအပ်သွားမယ်လို့ကြားသိရပါတယ်ဆိုတော့ငလေးကြောင့်ဒုက္ခရောက်နေတဲ့နော်ကူရကဲရမဲ့ပြီးတော့မိုးရဲရေရဲမှာခက်ခဲရောက်နေတဲ့ပြည်သူတွေအတွက်လည်းဒါဟာဝမ်းသာစရာသတင်းကောင်းပါပဲရှင်နောက်ထပ်သတင်းကတော့ကျမတို့လိုလက်ပါဘူးဖန်နေအတွက်ပေါ့နော်အာလက်ပါဘူးသင်းကနေပြီးတော့ကျမတို့အဲမြန်မာမှာငလေးတန်းကြောင့်ဒုက္ခရောက်နေတဲ့ကလေးတွေတွေအတွက်လူရဲထောက်ပံ့ရေးဆိုပြီးတော့သူတို့အတင်းရဂျာစီလေးကိုလေလံတင်ရောင်းချဖို့ဆိုပြီးတော့ အာမြန်မာငွေငွေလေးကိုကူညီတဲ့တဲ့ထောက်ပံ့ပေးရရှိပါတယ်ဆိုတော့လဘာဘူးအတင်းပြည့်သက်တွေအနေနဲ့နောက်ကျမတို့ကဒီနေ့မှာဖလားကိုပူပူနေရထားတာဆိုတော့အောင်ပွဲခံနေတဲ့အချိန်မှာပဲကိုယ့်ရဲ့ပြည်သူအတွက်ကိုယ့်နိုင်ငံအတွက်လှူဒန်းပေးလို့လေအင်မရမဝမ်းတာကျင်းနေရပါတယ်လဘာဘူးဖန်တယောက်ဖြစ်ရတာလည်းပို့ပြီးတော့ကိုယ်ယူပြပါရဲ့ရှင်ဆိုတော့နောက်ထပ်ကျမတို့ဇာတ်ရင်းတစ်ပုဒ်လေးပြပါမယ် ါကတော့ကချင်ပြည်နယ်အင်တော်ကြီးဒေသမှာခရိုနီရွှေလုံငန်းရှင်ဦးဆန်းဝင်းနဲ့ KIA နဲ့ပေါင်းပြီးတော့ကျေးရွာပိုင်းဘောလုံးကွင်းကိုရွှေတူးနေတဲ့အတွက်ဒေသခံတွေကကက်ကွက်ဆန္ဒပြနေခြင်းဖြစ်ပါတယ်။ဆိုတော့ KIA တို့ KIO တို့တိုင်းရင်းသားခွင့်ရတဲ့လက်နက်ကင်တွေဆိုတာကအမိခံတတ်တတ်ပါဖြစ်ပြီးတော့အမှန်တကယ်မှာတော့ကျင်းမြောင်းတဲ့လူမျိုးရေးဝါဒနဲ့စစ်စည်းပွားရေးလုပ်နေတယ်ဆိုတာအရန်ကိုပေါ်လွှင့်ပါတယ်။ NGPD ရဲ့ကြံဖတ်ဖွဲ့ဆိုရင်လည်းထိုးနီး၎င်းပါပဲ။ နော်လက်နက်ကင်ပုံကန်လေတော်လိုင်းရေးဘန်းပြရဲလူမျိုးရေးဘန်းပြရဲဒီမိုကရေစီရေးဘန်းပြပြီးတော့တင်းမြောင်းတဲ့လူမျိုးရေးဝါဒတင်တဲ့စစ်စီပွားရေးလုပ်နေကြတဲ့ဖြစ်တယ်နော်ဆိုတော့ဗီဒီယိုဖိုင်တစ်ခုပြပါမယ်။စကိုင်းနဲ့ပြည်သူလေမျိုးနယ်တွေကလေးမြေနဲ့ဥပိုလ်ကျွော်မှာပလဖာပါဖာနဲ့မျိုးနယ်တယံစာသာအဖွဲ့တွေကရွှေမျိုးစီမံကိန်းလုပ်ကင်ဖို့စူးစမ်းနေရတဲ့အတွက်ကျွော်ရဒေသခံပြည်သူတွေနဲ့ပြည်ပခဖြစ်နေကြပါတယ်။ကျွန်တော်တို့စီ AB 20ရက်နေ့ကတို့ရွှေမျိုးဖောင်တွေရောက်တယ်။မျိုးနယ်ပကဖာရဲ့ပလဖာရဲ့လုပ်ငန်းရှင်တွေကိုကာဝယ်ပေးရပါဘို့။ဟိုကာဝယ်ပြီးတော့ကျွန်တော်တို့က ျွန်တော်တို့ရွာလူတွေကကာဝယ်ပေးရတူတွေတမုန်းတီးပြီးတော့မောင်းထုတ်တာပေါ့ဒီရွှေမြောင်းလုပ်ငန်းကိုကျွန်တော်တို့ကလုံးဝလက်မခံဘူးရွှေကျင်တဲ့လုပ်ငန်းကအနေနဲ့များတယ်ပြီးတော့ကျွန်တော်တို့ကနမခန့်နဲ့အာယူရဲ့ data မဟုတ်တဲ့အတွက်ဒီလက်နက်ကြီးလည်းရောက်နိုင်တယ်အဲဟိုရောက်နိုင်တဲ့နေရာဆိုတော့ဒီပြည်သူတွေရဲ့အသက်အဝင်စီးစင်းကိုလည်းကာဝယ်ဆောက်ရှောက်တဲ့အနေနဲ့ပေါ့ဒီရွှေမြောင်းလုပ်ငန်းကြီးကိုလုံးဝလက်မခံနိုင်ဘူးကျွန်တော်တို့ကလုံးဝခွင့်မပြုနိုင်ဘူးဆိုပြီးတော့ဟိုဆန္ဒပြတာပါရွှေမြောင်းလုပ်ပြီဆိုရင်လေကြောင်းတိုက်ခတ်မှုတွေခံရနိုင်တယ်ဟောပြီးတော့ပြည်သူတွေရဲ့နေအိမ်တွေအသက်တွေဆုံးရှုံးနိုင်တယ် ဒီမြေထဲမှာရွှေကျင်တဲ့လုပ်ငန်းကိုလည်းလုံးဝမလုပ်ချင်ဘူး။ရွှေမြလုပ်တာနဲ့ဒီတန်းပါးယူလည်းပြုံနိုင်တယ်။ရှေးအောင်အမွေနဲ့ဖျားသေးကြီးပထွေးကြီးလည်းပြုံနိုင်တယ်။နောက်ပြီးအိမ်ရဲပြုံနိုင်ရဗျာ။ဟိုနောက်ပြီးလမ်းမဆက်တွေဟိုအထူးဖြစ်ဆက်လေတွေတမောတွေပေါ့ဒီရေချောင်းပြောင်းသွားပြီးတော့အခက်ခဲဖြစ်နိုင်တယ်။ဟိုအဲ့ဒါကြောင့်ကျွန်တော်တို့ကခါခါတူတူညင်းပြီးတော့ဟိုပြည်သူကလည်းလုံးဝလက်မခံဘူးမလုပ်ပါနဲ့မလုပ်ပါနဲ့တောက်လျှောက်ပြောခဲ့ပါတယ်။ ဟိုအဲ့ဒါကိုတို့ကမြို့နယ်ပတ်ကဖရဲ့ပါလာဖရဲ့တင်စတာဝန်ကြီးဌာနရဲ့ငွေယူပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေကငွေပေးပြီးတော့လုပ်ခိုင်းတော့ဟိုအခုလိုပြေးပခိုင်းဖြစ်တာအဲ့ဒီလိုတော်လန်ရေးအမိခံလက်နက်ကင်ပြီးတော့နိုင်ငံတော်ရဲ့မြေပေါ်မြောက်တင်စတာတွေရောင်းစာခိုးစာနေတဲ့အတွက်တို့ကိုထောက်ခံတဲ့လူတွေကိုယ်တိုင်မှပသုံးလုံးဟာတို့လက်နက်ကင်နေတာခရိုနီတွေကိုကာဝယ်ဖို့တက်လာဆိုပြီးတော့မေးခွန်းထုတ်မှုတွေရှိလာပါတယ်ဒါကြောင့်မို့လို့လေအခုပြီးခဲ့တဲ့၃ရက်နေပေါ့နော်ပြီးခဲ့တဲ့၃ရက်နေရှေ့တစ်ပတ်လောက်ကပေါ့ စကိုင်းတိုင်းဘန်းမောက်ဘန်းမောက်ဆိုတာရှမ်းနေတိုင်းသားတွေအများဆုံးနေတဲ့ဒေသအဲ့ဒီဘန်းမောက်တို့စကိုင်းဆိုတာကအရင်ရွှေထွက်တဲ့ဒေသတွေပေါ့နော်တယန်သာရအင်မတန်ပေါ်တဲ့ဒေသဖြစ်တဲ့အတွက်အဲ့ဒီဘန်းမောက်မှာအနုကြည်ကြံဖက်ဖွဲ့ရဲ့တယန်သာရတိုးပေါ်ကြီးအဖွဲ့ဆိုတာရှိတယ်အဲ့ဒီအဖွဲ့ကခေါင်းဆောင်အကြံဖက်ခေါင်းဆောင်အာကာအပောင်းဝင်လူ40ကျော်ကိုအန်ယူဂျီရဲ့ပသုံးလုံးတွေကပြန်ပြီးဖမ်းလိုက်တယ်လို့သတင်းတွေကြားသိရပါတယ်။ဒါအစတော့တော့ဝေစားမျှစာပေါ့နော်။နောက်တော့ ဝေစုမတဲ့တဲ့ခါကျတော့အချင်းချင်းတရောင်းသားချင်းချင်းခတ်ဆောက်ခုတ်ပြီးတော့ဆက်ခွက်လူပွဲဖြစ်ပါတယ်။အမိကျဲမိစားခေါင်းကျဲခေါင်းစားနော်နလဲနဲ့ကင်ပြီးတွန်လိုင်းရဲ့အမိပြပြီးတော့နိုင်ငံတော်ရဲ့တရားစာရတွေကိုတူးဖို့ရဲအဲ့ကနေပြီးတော့ဝေစုမတဲ့တဲ့ခါကျတော့အခု PDF ကျန်းဖက်ခေါင်းဆောင်အာကာပါဝင် PDF ရဲ့အယောက်40ကိုအန်နူဂျီရဲ့ပါသုံးလုံးကပြန်ပြီးဖမ်းဆီးထားပါတယ်။စကိုင်းတိုင်းဘန်းမောက်မှာအဲ့ဒီလိုဖမ်းဆီးတဲ့နေရာမှာရွှေချောင်းနေအပါဝင်နော် ပီနံအိတ်ဆာလာအိတ်အပြစ်ထည့်ထားတဲ့ပဆက်အိတ်တွေလည်းပဲတင်းစီရမိတယ်လို့သတင်းတွေကြားသိရပါတယ်။ဆိုတော့တော်လန်ရေးတော်လန်ရေးတော်လန်ရေးအမိခံပြီးတော့လက်တွေမှာတော့နိုင်ငံတော်ရဲ့ပယံဇာတတွေကိုကိုကျိုးအတွက်ထုတ်ယူသုံးဆွဲနေကြတဲ့ဂျမ်းဖတ်သမားတွေဖြစ်ပါတယ်။ဆိုတော့နောက်ဆုံးအနေနဲ့အဲကျမလည်းပတ်သက်တဲ့ခပြားလေးတစ်ပုဒ်ကိုဆရာမကြီးတယောက်တင်ပေးထားတာကျမတွေ့ရပါတယ်။အင်မတန်လေးကျေးဇူးတင်ပါတယ်ရှင်။အာရှိရကဆိုရင်ကျမကွန်မန့်လေးတစ်ခုတွေ့နေ။နော် ိုယ်ကိုမုန်းနေတဲ့လူတွေအတွက်အချိန်မပေးဘဲနဲ့ကိုယ်ကိုချက်တဲ့လူတွေအတွက်အချိန်ပေးပါဆိုပြီးကျွန်မကိုအာတည်ငြိမ်ပေးလာတဲ့ comment တွေတခုကျွန်မဖတ်ရပါတယ်ဆိုတော့ကျွန်မကိုမုန်းတဲ့လူတွေအတွက်အချိန်မပေးဘဲနဲ့ကျွန်မကိုချက်တဲ့လူတွေနဲ့အချိန်ပေးပါမယ်ရှင်ဆရာမကြီးကောက်ကနေပြီးတော့ကျွန်မကိုဒီမဲ့ပြီးပြီးတော့တင်ဆက်ပေးထားတဲ့ကြားလေးတခုကျွန်မပြန်လည်းမျှဝေပေးလိုက်ပါတယ်ကျေးဇူးနဲ့တင်ပါတယ်ကျွန်မချမ်းသာလို့ဒီပြရဝေးကွာပါစေရှင်ဘွေးမကူလူလာဘူးကြာမှာပါလားဘွေးမကူလူလာဘူး ိုင်းနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဆိုရာဖြစ်ကိုတို့တို့ဆောက်တဲ့နဲ့ရိုးစစ်စီသူများအားလုံးမင်္ဂလာပါခင်ဗျာလေးအမေကတော့မပူတူပါခင်ဗျာလေးကတော့သူ့နာမည်မပူတူနုငယ်အရွယ်လေးပေမဲ့ဘယ်မသေးတဲ့ညံရီသွေးဘာသာသွေးလဲရဲနေဆွေးတို့ဘီခွင်ตาရအေးဖို့ ဒီကလေးမျိုးဂုံပြုခြင်းအမျိုးဂုံရောင်ထုံးပြောင်နေသွေးဘာမထီမြန်ပြီဖွားတယ်ပုတူတယ်လေချိုးပြုံးရွှင်သူ့နှုတ်ခမ်းကလူတယန်းတို့အဖျင်းစကားကိုတရားလိုအပေါ်လိုမရှိကွတ္တိကြခြေပနိုင်ငံတော်အတွက်သမီးတယောက်ဖြစ်တဲ့မပုတူလေးအတွက်ဆက်ထားတယ်ကြပြားလေးပါ